ကဲဒီနေ့မှာတော့ကျွန်တော်ခမည်းတော်လိုပဲပေါ့နော်သူ့ဘက်ကဘလောက်ပဲပြစ်ချပြစ်ချအပြုံးမပြတ်တဲ့ကောင်းလေးတစ်ကောင်ဖြစ်တဲ့ Honor C ကနေအစ်စ်ထွက်ထားတဲ့ Honor X9C လေးကို showcase လုပ်ပေးမယ်ဆိုတော့တစ်ချက်ကြည့်လိုက်အောင်ခမည်းတော်ကတော့မသိဘူးပေါ့နော်အာကျွန်တော်ကတော့ X9 series ကိုခြင်လို့ရှိရင်တောင်းတောင်းတင်းတင်းရှိတယ်မာတယ်အကျန်းခံတယ်ဆိုတဲ့ခံစားချက်ကိုရတယ်ဒီတစ်ခေါက် X9C မှာလည်းအဲ့ဒီခံစားချက်အတိုင်းပဲရနေတော့မယ် ဆက်ဆက်ကန်ကန်လိုက်ချင်းကိုဒီကောင်တန်းပြီးတော့ခံစားရတာဒီကောင်ရဲ့ hand feeling ကသူကမဟာတရားကိုမိုက်လာတာကြစ်ကြစ်လေးလေးနဲ့လုံးဝရှယ်ပဲ တော်တော်သဘောကျစရာကောင်းတယ်ဒီကောင်ရဲ့အထူက8 mm ရှိတယ်အလေးချိန်က189 gram ရှိတယ်သူ့ရဲ့ bebe frame တွေကို shade knock cuff ညီတူလေးလို့ပေးထားတာကြောင့်မို့လို့လက်ထဲမှာကန်ရတာပါတယ်ဆိုရဲခံစားချက်ကိုခံစားရစေတယ်ပေါ့နော်အလေးချိန်ကလည်း189 gram ဆိုတော့မလေးလုံးမပေါလုံးပေါ့ဆိုတော့ hand feeling အနေနဲ့မှာတော့တော်တော်လေးအနစ်ကျတယ်ဒီဖုန်းမှာ189 gram နဲ့မလိုက်ရလောက်အောင်ကိုဒီကောင်ထူးထူးခြားခြားကြီးကြီးနေတဲ့အစိပ်ပိုင်းတစ်ခုရှိတယ်တခြားမဟုတ်ဘူး battery ဒီလိုမျိုးဖုန်းပပလေးထဲမှာเนาะ6600 mAh battery ဘယ်လိုထည့်ထားလဲတော့ကျွန်တော်မပြောတော့ဘူးပြောရရင်တော့ဗျာဆီလီကွန်ကာဗွန်ဘက်ထရီသုံးမိထားလို့ပေါ့ရှင်းတာတော့ရှင်းပါတယ်နော်ဆီလီကွန်ကာဗွန်ဘက်ထရီမပေါ်ခင်တုန်းကဆိုလို့ရှိရင်ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူးဒီပုံစံကလေ Mobile Legends ကိုကျွန်တော်တို့စမ်းပြီးတော့ဆော့ကြည့်တာမှာမိနစ်30ဆော့ကြည့်တာမှာဘက်ထရီ800ခန့်နှုန်းကျတယ်။ပက်ဂျီကို15မိနစ်ဆော့တာမှာဘက်ထရီ4%လောက်ကုန်တယ်။ Normal User တစ်ယောက်အတွက်နဲ့ဆိုလို့ရှိရင်နှစ်ရက်ကအသာလေးကိုကောင်းကောင်းကိုအသုံးခံ။ Charging Speed အနေနဲ့ဒီကောက်မှာ66 W နဲ့အသွင်လို့ရမယ်။အသွင်မှုအတွက်ကိုကြတော့ဒီကောက်တနားီဝင်းကျင်လောက်ပဲကြာတယ်။ နောက်ကျောပါဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Honor Phone နေရဲ့ look မှန်ကြည့်လိုက်တာနဲ့တန်းပြီးတော့မြင်သာစေတယ်တည်သာစေတယ်ပေါ့နော်ကင်မရာကိုဒီစက်ဝိုင်းပုံစံထဲမှာ108 megapixel OIS ပါတဲ့ f1.8 main camera တစ်လုံးရဲ့5 megapixel ultra wide camera တစ်လုံးရဲ့နှလုံးကိုအပေါ်ပိုင်းမှာထည့်ပေးထားမှာပေါ့နော်အောက်ဘက်မှာကျတော့ flashlight တစ်လုံးရဲ့သူ့ဘေးမှာ AI vision camera ဆိုတဲ့စာသတိလေးရဲ့ကို camera ring ပုံစံမျိုးလေးဝိုင်းပြီးတော့ထည့်ပေးထားတယ်ကင်မရာဘက်ဘေးနားမှာရွှေရောင်အကွက်လေးကွက်ပေးထားတာလေးရလဲကြည့်ရတာငင်ငင်လေးနဲ့ခန့်တယ်ဒါကောင်လက်ရလဲ ်အရင်မတင်ဘူး power cloud တွေ volume cloud တွေကနှိမ့်ရတာနည်းနည်းလေးတော့မာတယ်သူက base frame တွေကို plastic frame ကိုပဲအကောင်သုံးပေးထားတာဒါပေမဲ့အဲ့လိုတော့လေအရင်မခံစားရအောင်နည်းနည်းချစ်ချစ်လေးလေးလေးရှိနေလို့တော့မပြောတော့ဘူး back panel ကလည်းဒီကောင် plastic ပဲအောက်ဘက်မှာ speaker box တစ်ပောက်ရယ်အာ type c outing ပေါက်ရယ် sim card ထည့်လို့ရတဲ့ sim tray ရယ်နောက်ပြီးတော့ mic box တစ်ပောက်ရယ်ပါတယ်အပေါ်ဘက်မှာနောက်ထပ် speaker နောက်တစ်ပောက်ထပ်ပါမယ် stereo speaker ရရတယ်ပေါ့နော် ကိုအပေါ်အောက် frame တွေကကြတော့ဘေးက frame တွေလိုမျိုးသူက plastic မဟုတ်တော့ဘဲနဲ့ aluminum frame ကိုသုံးထားတယ် ထူးတော့ထူးဆန်းနေ frame မှာမဘေးကိုတမျိုးအပေါ်အောက်ကိုတမျိုးခွဲခြားခွဲခြားနေ overall အမြင်အရပေါ့နော်ကျွန်တော်တို့ um build quality ဘိုင်းကိုအားရစရာရှိတယ် design ဘိုင်းကလည်းရိုးရိုးရှင်းရှင်းဖြစ်တယ်မလိုတာတွေအပူစားသားတွေတိတ်မထက်တာဘူး so ကျွန်တော်တို့အရှိတ်ဘက်လေးကိုလှည့်ကြည့်လိုက်အောင်အရှိတ်ဘက်မှာ6.78 inches ရှိတဲ့ Kef AMOLED display ကိုတောင်းထားတယ် Full HD+ Full HD+ 120Hz refresh rate ရမယ် Honor X9 series ကြည့်ရဲ့ durability အရန်ကောင်းတဲ့အချက်က X9C ET ဒီကောင်တဲလာတော့မှတော်တော်လေးကြမ်းခံတယ် Honor က claim ထားတဲ့ပုံစံအရဆိုရင် तू က2မီတာအမြင့်ကနေကြတာလောက်ကိုခံနိုင်ရင်ရှိတယ်လို့ပြောတယ်ပြီးတော့တာမန်ဖုန်းနေအတွက်ခံနိုင်ရင်မရှိတဲ့เนาะ low water pressure jet ဆိုရေနွေးဘူးတို့ဒီကောင်ကခံနိုင်ရင်ရှိတယ် IP65 water and dust resistant လည်းပါတယ် Honor ဘက်က Ultra Bounce Anti Drop Technology 2.0လို့သူတို့က marketing terms အရခေါ်ထားတယ်ပေါ့နော်အကျန်းခံတဲ့နေရာမှာတော့ durability king ပဲသူတို့ပြောတာဟုတ်မဟုတ်ကိုကျွန်တော်အခုဒီမှာစမ်းပြထားတယ် တကယ်ပြချကြည့်တဲ့အချိန်မှာလည်းမှန်ကတော့ဘာမှမဖြစ်ဘူး frame နဲ့ back pan တွေကတော့နည်းနည်းလေး damage ဖြစ်သွားတာမျိုးလေးရှိတယ်ဒါပေမဲ့အလောက်ကြီးကြမ်းခံနေဆိုကြဲဟိုကတော်တော်ကိုမိုက်နေပြီမှန်ခုံးမို့လို့အရင်ကြီးနှူးရွပြီးတော့တုံးနေစရာမလိုတော့ဘူး ်သိလားအဲ့ဒီ concept ကခြံခဲ့လို့ရပြီသူရဲ့ display က YouTube video ကြည့်ရတဲ့လောက်မှာသူက color လေးတွေက vivid ဖြစ်တယ်အာ vibrant ဖြစ်တယ်ဒီ panel ရဲ့ display က peak brightness မှာ HDR မှာဆိုလို့ရှိရင်4000 nits ထိရတယ်လုံလုံလောက်လောက်လင်းနေပါတော့ကျွန်တော်တို့နေ gimbal အနေအားအောက်မှာ auto brightness နဲ့သုံးမယ်ဆိုလို့ရှိရင် status bar icon လေးတွေအစားရှင်းရှင်းလင်းလင်းမြင်ရတယ်။ audio ဘိုင်းမှာလည်း stereo speaker သုံးမိထားတဲ့ခါကျတော့အတန် quality လေးမိုက်တယ် နားထောင်ကြည့်ရတော့ base တန်နေရအစကြားတဲ့တော့ကြားရတယ်အရင်ကြီးတော့ full sounding တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ရှိကြတော့ရှိပါတယ်ဘေးရှိကြတော့ရှိပါတယ် overall အားရစီကြတော့ရှိပါတယ်ကင်မရာဘိုင်းမှာသူ့မှာကင်မရာ နှလုံးသွင်းပေးထားတယ် main camera က108 megapixel OIS ပါတဲ့ camera ရယ်ပြီးတော့5 megapixel ultra wide camera တလုံးရယ်ပါတယ်အရှိဘက်က camera မှာကျတော့သူက16 megapixel ဖြစ်မယ်တလုံးကို pill shape notch လေးထဲမှာထည့်ပေးထားတယ် online ရဲ့အခေါ်ရဆိုလို့ရှိရင်တော့ magic capsule ပေါ့နော် recording လုပ်တာတို့တခြင်းနှာထောင်တာတို့အဲ့ဒီအချိန်ဒီမှာ animation လေးတွေပြပေးထားတယ်ပေါ့ပုံနေကြည့်ရတဲ့အခါမှာတော့ဒီကောင်နည်းနည်း contrasty ဖြစ်ဖြစ်ပုံစံမျိုးထွက်တယ်ပေါ့နော်အရင်ကြီးတော့ဒီကောင် color မမှန်ဘူး cool ဖြစ်တဲ့ဘက် cool တုံးဘက်ကိုပို့ပြီးတော့သွားတယ် ်အင်ဒိုဘတ်မှာဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့တည်တာတယ်အပြင်ဘက်နေအောင်အောက်မှာဆိုလို့ရှိရင်ရှုခင်းပုံတွေရိုက်မယ်ဆိုလို့ရှိရင်တော်တော်ဒီဒီကောင်းတဲ့အဆင်ပြေတဲ့ပုံစံမျိုးလေးတွေရတယ်သူရဲ့ image processing ကိုကသူက social media မှာတင်လို့ကောင်းဖို့ပုံစံမျိုးကိုလုပ်ထားတာလူပုံရိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကြီးကောင်းတဲ့ထဲမှာမပေါ့ဘူးအဲဒါမဲ့အများကြီးမပြောတော့ဘူးရသည်လားကျွန်တော်တို့အစမ်းရိုက်ထားတဲ့ပုံတွေကိုပြပေးလိုက်မယ်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကိုပါတာကိုဆုံးဖြတ်ကြည့်ပါဦးနော် SOC မှာဒီကောက်မှာ Snapdragon 6 Gen 1ကိုတုံးထားတယ်ကျွန်တော်အလုံးက user တွေကိုရောင်းမဲ့ retail အလုံးမဟုတ်တဲ့ခါကျတော့ benchmark ကတော့တိုင်းလို့မရဘူးပေါ့နော် gaming sensor ကြီးရတဲ့လောက်ကတော့ကျွန်တော်တို့ mobile legends တို့ PUBG တို့ကို AC ဆော့လို့ရတယ် graphics မြင့်နေနော်အကား X Street လိုမျိုး game မျိုးဆော့မယ်ဆိုလို့ရှိရင်တော့ graphics setting အမြင့်ထားမယ်ဆိုလို့ရှိရင် FPS ကြာတာတွေဖုန်းပူလာတာမျိုးတွေအဲ့ဒါမျိုးလေးတွေတော့ရှိတယ်ဆိုတော့ game sensor ပြထားတာလေးတွေကြည့်ကြည့်လိုက်ပေါ့နော်ဘယ် game တွေမှာဘယ် setting နဲ့ရလဲဆိုတော့ကျွန်တော်တို့ပြပေးထားမယ် ကန်ရှင် impact ကိုကျွန်တော်ဆော့ကြည့်တဲ့အခါမှာ graphics highest 60 fps နဲ့ဆော့တာအဆင်ပြေပြေဆော့လို့ရတယ်။အရင်ကြီး frame တွေ drop တော့တာမျိုးပါညာမျိုးမရှိဘူး။ဒါပေမဲ့ဘလောက် fps ရလဲအတိအကျဆိုတာကိုတော့ကြည့်လို့မရဘူး။ဟို60ဆိုတာ cap ကိုပြောတာပေါ့နော်။တကယ်အချိန်တိုင်း60ရနေတော့ပဲဟုတ်ပါမယ်။ထုံးစံတိုင်းမှာ reader unit မဟုတ်တာကြောင့်လည်းအာဒီ fps ပါညာကြည့်လို့မရဘူး။အဲ့ဒီ option မတွေ့ဘူး။ Okay so um UI main ကိုဆက်ပြောမယ်ပေါ့နော်။ Magic OS ကိုသုံးရတာလည်းဒီကောင်က clean looking ဖြစ်တဲ့လောက်ဖြစ်တယ်။ရိုးရှင်းတဲ့လောက်ရိုးရှင်းတယ်။ သုံးရလားအဆင်ပြေတယ်ကျွန်တော်တို့ iFatigue ဘာညာကိုတက်တာအောင်လုပ်ပေးမယ် Dynamic Dimming တို့ eBook Mode တို့အဲ့လိုလေးတွေပါတာလေးတွေသဘောကျတယ်ကျွန်တော်အခု showcase လုပ်ပေးနေတဲ့ကောင်လေးက RAM 12GB Storage 256GB ကိုသုံးထားတယ်ဈေးနှုန်းကတော့အတိအကျတော့မသိရသေးဘူးအရောင်နေနေတော့ Titanium Black ရယ် Titanium Purple ရယ် Jade Cyan ဆိုပြီးတော့သုံးရအောင်လာမယ်တကယ်လို့နော်မရတော့ဘူးအရင်ကြိုက်နေပြီ pre-order မှာမယ်ဆိုလို့ရှိရင်ကြတော့ဒါ pre-order gift အနေနဲ့က Honor Choice Earbuds ရယ် Honor Choice Watch 2 iron အဲ့ကောင်တွေကိုလက်ဆောင်ပေးမယ်လို့ပြောတယ် ဆိုတော့ဖုန်းရယ်နှစ်ချက်ရယ်နာရီရယ်အစုံလိုက်လေးသုံးအောင်ပါပေါ့ဒီဖုန်းကတခုခုဆိုလို့ရှိရင်ဒေါသထွက်လို့ရှိရင်မိမကိုလည်းပြန်မပြောရဲလို့ဖုန်းကိုအပြစ်ရှာမဲ့သူတွေအတွက်ဖုန်းကိုမယုံမသေးကြမ်းကြမ်းတန်းတန်းသုံးတဲ့ဘယ်တွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တော့ conclusion မှာပြောချင်တယ်ဆိုတော့ခင်ဗျားတို့ရော owner x9c ကိုဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညွှန်းခွန်သွားလို့ရပါတယ် okay နောက်နေ့မှတွေ့ရပါဘူး